ဒါဒီနေ့ကနှစ်ရက်နေ့အဲကို10လ2025ဖြစ်သွားပြီเนาะအခုကြောင်မဲမကအာဒီသူတွေကတော်တော်ပျော်ရွှင်ကြတာเนาะဟာကမဲကြောင်ခမန်းလေးလေးကိုပျော်ရွှင်ကြတာကျွန်တော်တို့လောကအောင်မှာအဲ့ဟာအဖွားကြီးတော့ပြောတဲ့စကားအမေကတော့အိမ်မရှိတော့ဘူးတဲ့ ဒါမှငါသားစုတော်ကတော့တပြေမန်းရှိတယ်တဲ့အမေတော်လည်းသွားခုပြီးငါသားစုတော်တပြေမန်းမှာပိုက်ပြီးတော့လာတာအဲ့မှာများကြီးလိုက်စမ်းပါဟလားဘလောက်ထိကြီးအကျမ်းမကူအားပေးတတ်ဘူးအကုန်ကြီးဟိုကငကြီးတို့နော်နောက်ပုံမောင်တို့လည်းကြီးပါပုံမောင်တို့လည်းကြီးပါနော်တောင်းတော်သားလည်းအိမ်နဲ့အားနဲ့တိုက်နေရအင်းနဲ့အိုင်နဲ့အားနဲ့တိုက်နေတော့မှဒါလိုမျိုးဖြစ်တာကြီးတို့တကယ်ကြီးသူတွေနော်အဲ့တကယ်ဒီလိုအစ်စ်တွေတကယ်တော့ရောက်လို့သူပြောပြီးပြီးတော့လို့ရှင်နောက်ထပ်တန်းအဲ့ကြောင်မဲတမျိုးနဲ့လုံးမရှေ့လူတွေအကုန်ပြန်ရောက်လာမယ် တပိရှောင်းသားတွေပြန်ရောက်လာမယ်ပြန်ရောက်လာပြီလို့ဆိုရင်အာအဲ့မှာပါတီရုံးဒီမိုးဒီမိုင်းကောက်ဝဲလေးလုံးမယ်ပြီးတော့သူ့ပြည်နဲ့ပြောအတွက်ဒါတမ်းမောင်ရှိမှဖြစ်မှာတမ်းမောင်မရှိဘောအပြတ်မှာပဲအကြမ်းဖက်ကအကြမ်းဖက်တိုင်းပဲအုတ်ချုပ်ပါပဲကျွန်တော်ပြောတာဟာအကြမ်းဖက်ဆိုအကြမ်းဖက်တိုင်းပဲနှိတ်ကုန်ပါပဲရားတဲ့ပတ်စံနေယူမယ်မတင်းကျင်မယ်လူတတ်မယ်ဆိုတာဒါကိုအားပေးတာဟိုဘက်ကငစီလို့ရှိတယ်ကုံမုံမုံလို့ရှိတယ်အခုတော်တော်များများဖြစ်တယ်အခုအဲ့ဒါတွေကသူ့မျက်မြင်နေတယ်တမ်းမောင်ကဘယ်လောက်ပြောမလဲအာကီဘူးရှိတယ် ပြည်သူရှိတဲ့ဘယ်သူမှခေါ်ပြီးတော့လာလို့ဆိုတော့တောင်းမှမရှိဘူး။တပြေပန်းကိုတောင်းရပိုက်ပြီးတော့ပြေးလာကြတာ။အဲ့လိုရှိတယ်။အဲ့တော့တမန်တော်သားတွေရဲ့အောင်ဝဲဆိုတာနှလုံးကြီးလည်းအောင်တယ်။လက်ယုံကြီးလည်းအောင်တယ်။နော်။နိုင်ငံကြီးလည်းအောင်တယ်။တပ်သမားကြီးလည်းအောင်တယ်။ဒါတမန်တော်ရဲ့အရေးချင်းပဲ။နိုင်ငံခေါင်းဆောင်ဗိုလ်ချုပ်မှုကြီးဦးမင်းအောင်လည်းအမတန်ကြောက်စရာကောင်းတဲ့အတွေ့အသည့်အမြင်ဉာဏ်ပညာဘယ်သူမှရှင်လို့မရအောင်ဆိုတော့ကျွန်တော်ပြောပြတာ။အဲ့ဒါအဲ့ဒါကိုရှင်းရှင်းလေးပြောပြတာ။ ကျန်တဲ့အားတွေကဘောကြောင်မကြီးဥမောင်းလိုက်အပြုံးကဒီအပြုံးကဒါကိုကြည့်ပြီးပြုံးတဲ့အပြုံးကတစ်မျိုးဖြစ်လိမ့်မယ်။သူ့ရဲဘော်တွေခံစားနေရတဲ့သူ့ရဲဘော်တွေဒုက္ခရောက်နေတာကိုသိနေတဲ့အပြုံးကတစ်မျိုးတိလား။မကြည့်ဘဲပြုံးနေတဲ့အပြုံးနဲ့ပျော်ရွှင်တဲ့အပြုံးခမားတို့အခုချိန်မှာမြင်နေရလိမ့်မယ်။ဟုတ်တယ်မလား။တိုင်းကြီးဖြတ်မှဒေါ်လန်းစုကြီးအပြုံးတော့ဒါမပြောနဲ့။ဟာဒါကြီးလုံနေတာကြီးဒါမပြောနဲ့။ကျွန်တော်ပြောချင်တဲ့စကားအဓိကဒါပဲ။ဒီချိန်မှာဘောကြောင်မကြီးဥမောင်းလိုက်ဘယ်လောက်ပြုံးနေမလဲ။ ူပြောတဲ့အပြုံးသည်ပြည်သူတွေပျော်ကြတော့မယ်ငါတို့တောင်းလာတဲ့လျော့ရဲ့နှလုံးရဲ့ဒလိုဒုက္ခခံပြီးတိုင်းပြည်ကိုကာဝယ်ပါလေဆိုတဲ့ဂုံယူဝင်ကြောစာအပြုံးကဒီကနေ့ဗိုလ်ချုပ်မှုကြီးဦးမင်းအောင်လိုင်ပြုံးနေတယ်ခင်ဗျားတို့ကြည့်လိုက်ပါဒီနေ့နော်ဒါကိုကျွန်တော်ပြောနေတယ်နောက်အဲကျွန်တော်အကြောင်းအရာလေးကျွန်တော်သိရှိတဲ့အကြောင်းအရာလေးကိုဆက်လက်ပြောမယ်ဗျာ။နောက်တောင်ပိုင်းပြည်သူတွေပြောနေကြတော့ကျွန်တော်လည်းရမ်းဝတ်တာလေမြေကြီးပြီးဖြစ်တယ်။မြေကြီးကြတယ်တကယ်ကြတယ်တကယ်ပြောတာ အဲ့ကပြီးသွားတော့ချင်းကြောင်မဲမှာကျွန်တော်လာမယ်ကိုပိုင်ရင်ကြောင်မဲဟာခုသွားကြတော့ပြန်ကြတော့ကြောင်မဲကိုအေးစိတ်နေကြတော့ပြီးလို့ချင်းပိုင်ရဲကိုလာမယ်အဲ့မှာတချင်းလာဆိုပေးမယ်အာအားလုံးအေးစိတ်ဖြစ်ပါအောင်နော်အားလုံးအေးစိတ်ကျွန်တော်ပြည်သူတွေတိုင်းရင်းသားတွေအကုန်လုံးအတူတူနေကြမယ်တုံတုံဆွဆွနေကြမယ်ဒါပဲကျွန်တော်လိုချင်တာအဲ့ဒါပဲဘသူမှအမုန်းတရားမရှိဘူးကျွန်တော်တို့ကနှလုံးသားထဲမှာကဖြူဖို့ဖြူစင်တာဘသူသေးသေးဘသူနာသေးတဟုတ်သားသေးသူနာသေးလုံးဝမရှိတဲ့ကောင်တွေကျွန်တော်တို့ကအဲ့လိုလူ အားလုံးအေဂျင့်ပြီးတော့ရင်ကျွန်တော်ပါကျွန်တော်တို့ပြန်ပဲလုပ်ပါဒါလေး no လုံးဝကိုမလုပ်တော့ဘူးအခုအေဂျင့်တော့ဟိအားဘလောက်ပြောက်သွားရတယ်ကြောင်းမရောက်ကြောင်းပြောစရာမလိုတော့နောက်ချုပ်အေဂျင့်ကနောက်ချုပ်ကြောင်းကိုမပြောအခုမိုးကုန်းမကြင်ချားတော့မယ်မိုးကုန်းနဲ့မန္တလေးဖြုတ်ပြီဟာအဲ့ညာကိုကျွန်တော်နည်းနည်းပြောပြရအောင်မယ်နားထောင်အောင်မလားကျွန်တော်ညီကိုပေါင်းသွားလိုက်ကျွန်တော်ပြောမှန်းအဲနားထောင်မယ်ဆိုလို့ချက်ကျွန်တော်နားထောင်မယ်ဆိုတော့ကျွန်တော်ဆက်ပြီးအားသောခေါ်ဆိုင်လုပ်ပေးအောင်မယ်မုတ်ကုတ်ကိုတိတ်တော့မယ်မန္တလေးမတရားလမ်းကြီးအကုန်တိတ်တော့မယ်ပတ်ချလိုက်တဲ့အကုန်ပိတ်တော့မယ် ဟုတ်လားပလောင်ပြေးပေါင်းမရှိအောင်လုပ်တော့မယ်ကင်အိမ်ပြေးပေါင်းမရှိအောင်လုပ်တော့မယ်ကိတ်ပြီးတမ်းတော့ပါအဲ့ဒါလေးဆက်နားထောင်မယ်ဆိုလဲကျွန်တော်နေတိုင်းပြောပြအောင်မယ်နော်ကဲကျွန်တော်တို့နည်းနည်းကြံတာလေးဆက်ပြောလိုက်အောင်မယ်ဗျာအဲကျွန်တော်သိရှိတဲ့အကြောင်းအရာလေးတွေနော်ကျွန်တော်သတင်းစကားပြောတာပါကျွန်တော်သိရှိတာတွေပြောပြတာအဲမီဒီယာလည်းမဟုတ်ဘူးနော်ဆက်ပြောပြအောင်မယ်မိုးကုတ်မှာရေထွက်ရွာရှိတယ်နော်ရေထွက်ကြီးရွာပေါ့ရေထွက်ကြီးကျွရွာမှာရှိတဲ့ သူကလက်ဖက်ချံရှိတယ်လက်ဖက်ကြီးလက်ဖက်ချံထဲမှာကျွန်တော်ဒေါင်းနဲ့ကင်းထောင်ကြီးလိုက်ရအောင်ဟာဒီအလိုက်လေးပလောင်တွေဗဒတ်တွေတွေ့တဲ့အခါခန်းချတာတန်တော့ဘုံပြန်ရှင်းလဲပလိုက်တည်လိုက်တဲ့ကောင်လေးပြောစရာကိုမလိုတော့ဘယ်လောက်တည်လဲတော့မသိ20အထက်30လောက်ရှိတယ်။ဒဏ်ရာတွေတော့အများကြီးပဲတွေ့။နော်အတီမပြူနိုင်တာတွေအများကြီးပဲ။ဒါကျွန်တော်အဲ့လောက်ကိန်းကနအတီမပြူနိုင်နေဘူး။နော်အတီပြူနိုင်ဆက်ပြောမယ်။အဲ့လောက်ကတော့အနေဆုံးလို့မှတ်တာ။ပြီးတော့10လို့ရေဘူးလို့အဆက်မှာလဲအဲ့တိုင်းပဲ။ တောင်တော့နေမရှင်းနဲ့တောက်လျှောက်လေချောင်းတွေရောဘာလက်နဲ့ကြီးတွေရောဒုံးတွေရောတောက်လျှောက်အမောင်ကျွေးနေမရှင်းချတာအမှရေခဲဖြစ်သွားအေးစေးဖြစ်သွား။နောက်အဲဒီမှာဆိုလို့တနေရွာအကျန်းဖက်နေအိမ်ကြီးစခန်းကြီးရှိတဲ့နေရာတွေအကုန်လုံးပျောက်သမဲခေါင်ထားခဲ့တယ်။ပြဲမှာအကျန်းဖက်အိမ်ကြီးထားမီးရှို့တခါဖြက်စီးပြီးတော့နောက်လာလို့မရအောင်။လုပ်ပြီဆိုကျွန်တော်ကင်းတော့ဒုံးနဲ့ကြည့်လိုက်တာအကျန်းဖက်အိမ်ဆိုတော့ကျွန်တော် ဖြည့်စည်းထားခဲ့တဲ့အရာအကြမ်းဖက်ရင်အဲ့ဒါဆိုလို့ချင်းလမ်းကြည့်လိုက်လို့ပြန်လာဆောက်ပြီးတော့အဲ့ဒါပြန်ရှင်းလို့ရတယ်အဲဒါစေဘက်မှာဆိုလို့ရှင်လည်းပဲဒီခပေါင်းကြောင့်ရောင်ဒီကိုတက်မလို့ဆွဲချောင်းရောင်းနေပြီနေမိရှင်းတာနောက်ရေဦးဘက်လည်းအဲ့လိုပဲအောင်သာရွာအထိကိုအဲတက်မလို့ဆွဲချောင်းကနေမိရှင်းနေပြီးသွားပြီဟိုဘက်ပါပါရရပဲကြံတော့လည်းပတ်ချလိုက်တော့ရှင်းတယ်ဒီပေါက်တို့ထီးလင်းတို့အဲ့အဆက်တွေမှာတော့တက်မလို့ကမနေ့ကလေးချောင်းနေနဲ့အေးယူတာရှိတယ် ပြီးတော့ထောက်ဖို့တွေကိုဖမ်းကြည့်တာရှိတယ်ထောက်ဖို့တွေကိုအကြံဖက်လောက်ရလုံနေတဲ့သူတွေကဒါမနေ့ကဖမ်းကြည့်တာလေကျွန်တော်တွေ့ရတယ်နော်အဲမိတယ်မိတယ်ဖမ်းတာရယ်မိတာကျွန်တော်တွေ့ရတယ်အကြံဖက်ထောက်ဖို့လေအခုကတော့တောက်ဆောက်လိုက်နေတာဟိုလိုက်တော့မိမယ်အခုအငင်းညံမမဆိုလည်းမသိတာယူမလို့အမုန်းဆွဲပြတာပဲဟုတ်လားအဲဒါအငင်းကျဲနှထိုးကြီးတောင်းတာသွားတဲ့လမ်းမှာဒါပြီးခဲ့တဲ့ရက်ကတောက်ဆောက်တိုက်နေတဲ့နေရာမှာဒါမသိတာ ယူမလို့ဒေါက်တာတိုက်နေနေမှာအခုအဆက်ခံကိုတိတ်လိုက်ပြီးတိတ်လို့လဲပြီးလဲပြီးတော့အဲ့မှာရှိတဲ့ဘိုက်ခဲတို့ဘာခဲတို့ညာခဲတို့အခုထွက်ပြေးတာပဲထွက်ပြေးတာပြီးတော့ဟာဘာပဲညာခဲတယ်အမဘာပဲညာဘာပဲညာလဲပြောဟိုကလာလာနဲ့လူတန်းလာလာနဲ့အတိုင်ကိုကြားနေမသိတာယူမောလေးတိုက်တဲ့ရင်မွေးနဲ့လေးကြားတာနဲ့သူပြေးတာပဲပြေးတာပဲမသိတာယူမောကလည်းပဲအဲနိုင်မီကြွန့်ကျင်တယ်တမ်းတော်ကအထောက်ပံ့ ရဲကောင်မန်တို့တောင်းတော်သားတွေအားလုံးပေါင်းစုပြီးတော့မှပြည်သူစစ်တွေနဲ့ပေါင်းစုပြီးတော့ခြေမွားလိုက်တာအကြမ်းဖက်တွေတည်ကြတာပဲကျွန်တော်တို့ကမြင်နေတာပဲเนาะအဲတော့မြင်းကျန်တဲ့နှထိုးကြီးတောင်းတာလဲရေခဲဖြစ်တော့မှာပါရေခဲဖြစ်တော့မှာကျွန်တော်ဒါကောမန်တွေမှာအယံမင်းနေလို့အဲ့အဲ့ညာကိုကျွန်တော်တေးသေးချာချာလှမ်းလက်လဲမေးပါတယ်เนาะအဲ့ဘက်ကိုမလုပ်သေးဘူးလားမလုပ်သေးဘူးလားလို့မေးပါတယ်ဒါလောက်တာကိုလည်းကျွန်တော်တွေးရှိတာကိုဒါကျွန်တော်ပြန်ပြီးတော့ထပ်ဆက်အဲမင်းလက်ပတ်ဘက်ကိုပြောမယ် မင်းလက်ပံဖလူလို့နောက်တစ်ခါကျတော့မက်ထော်တလေးလို့မနေ့ကတော့ဒါကမ်ကတ်ဆိုင်နဲ့အမုံကျွေးတာဘာကြောင့်တွေ့လဲဆိုတော့ကျွန်တော်ဒီဘက်မှာ၄ကီလိုတိုင်တယ်ကျုံတို့တို့ကွန်ကရစ်တို့ဘက်ကဖြတ်ပြေးသွားတဲ့ TLL လေးတွေ KU တွေ KPDF တွေတချို့ပါသွားတဲ့ခါတွေအဲ့ဒီမှာသူတို့ကဘယ်မှသွားစရာမရှိတော့အဲ့မှာအထိုင်တွေချပြီးဟိုနားနဲ့ဒီနားနဲ့ Skybuy နဲ့အဲ့လိုမျိုးဟိုပျောက်ကြားဆန်တွေနဲ့ချနေတာရှိတယ်ပြီးတော့လမ်းတွေမှာလည်းမိုင်းတွေထောင်လာကြအဲ့တပ်မတော်ကစနစ်တကျနဲ့ရှင်းနေရတော့နည်းနည်းအချိန်ကြာတယ်အဲ့တော့ ဒီရန်သူဒီအကျန်းဖက် KIU တို့အုပ်စုကရွာတွေမှာခွဲနေတယ်တချို့ရွာတွေမှာသူတို့လက်ခံလို့သူတို့လက်ခံတဲ့ရွာကျန်တဲ့အဖွဲ့စည်းတွေမရှိတဲ့ရွာတွေမှာသူတို့ဝင်ပြီးစုဖွဲ့နေတယ်အဲ့ဒါဆိုလက်ပံတို့ဖလူတို့နောက်ကမေတော်တလေးတို့အားအဲ့ဘက်တို့ကမ္ဘာဆင်းနဲ့အမုံကျွေးပြီးရှင်းလင်းတာရှိတယ်ဒီဘက်က Skyber Cyber သမားတွေကိုလည်းကောင်းကောင်းအောင်ကျွေးပြီးရှင်းလင်းတာကိုကျွန်တော်တွေ့ရတယ်လေကိကောမကြခင်ရတော့မယ်လေကိကောရရင်ကင်းပြည်သူတွေပြောတော့အဲ့ထိန်ကပိုင်းပတ်ပြောပြပေးမယ်လေကိကောရတော့မယ် ဒါလေးပြောပြမယ်လေးကြီးကမကြငယ်ဒီရက်ပိုင်းလေးထဲမှာအပီးသိပ်ပြီးအပီးရပြီလို့ကျွန်တော်နေပြောပြမယ်နော်မကြောက်မကြောက်ဒီတပတ်တွင်မှာကျွန်တော်ပြောလွယ်ခဲ့ပါတယ်ဟုတ်တယ်မလားကြောင်ဝဲဗနယ်ရဲ့ဘလောက်တွင်မှာရပြီဘလို့ရပြီဆိုတာကျွန်တော်တိုင်ပြောပြီးသားပဲမိုးကုတ်တပတ်အတွင်မှာကြော်မသွားဘူးနော်ဒီတရင်ကြော်အမိလေးကြော်မသွားဘူးဗျာအဲ့ဒါမယုံကြည့်လိုက်နော်ဘာရအဲ့လိုပြောတာပြည့်ရတာမိုးဆိုးပဲဖလူဆို ဖလူဆိုတို့ဒီမော့ဆိုလို့ရှိရမှာဒီမော့ဆိုဖလူဆို14ချောင်းတိရောက်သွားပြီရောက်သွားပြီတောင်းတော့ရိတ်ခါစကြောင်းမာညာလူအင်အားပြည့်စုရပြီအားလုံးအေးဆေးဖြစ်သွားပြီဗျာအဲ့မှာရေကဲဖြစ်သွားပြီဟိုဘက်ကကျွန်တော်တို့ဘောလခဲကိုဆက်ဆက်သွားမယ်သွားတဲ့အချိန်လဲကြလို့ချင်းလမ်းမရှိအချမ်းမသိရှိပဲအေးဆေးဖြစ်သွားမယ်အဲ့မှာတော့ KND ကမာဦးရတော့အမှမြေးနေကြပြီဟိုကျွေးနေတယ်သူတို့ဆိုမကြခင်တိတော့မယ်တဲ့အဲ့ဒါဘလို့လုံးကြမယ်လူကြအောင်မလားတန်းကြအောင်မလားတဲ့တန်းတန်းကကြီးရတယ်သူကဟိုနေဖြစ်တာတဲ့ဥစ္စာ အခွန်ကောက်ထားစက်ကြီးကောက်ထားတဲ့ဟာတွေက3000လောက်ရှိတယ်တဲ့သူဒီလက်နဲ့ ဒီလက်နဲ့ဝါတာတိန်လေးတောင်မို့လို့ချီတယ်တိန်နေတိုင်းတိန်တောင်မို့လို့ကုန်တယ်တဲ့အဲ့ဒါအာသူတို့တိုက်တယ်ဗောလေအခုကတော့သူကြီလက်နဲ့မရှိတော့ဘူးနော်ပတ်စံလေးပါညာအလူတော့ခံနေတာတော့တွေ့တာပဲအလူခံယူကတိုက်ပြီးအသေးခံကြမှာဟာလေကြီးပဲဒါပဲမာဝီကတော့အခုအသေးခံတော့မှာမဟုတ်သူကရသောပတ်စံလေးယူပြီးတော့ထိုင်းနိုင်ငံပြေတော့ထိုင်းနိုင်ငံမှာလည်းအခြေချဖို့တက်သူလုံနေတာကိုကျွန်တော်သိရှိရတာရှိတယ်အဲ့ဒါတော့အော်လေသူသားအတုခံပေါ့လူကျင်တဲ့လူလူပေးကျင်တဲ့လူပေးနေရမရောဝနဲ့အဲနောက်ဆုံးတော့ဒါ ိုင်းပြီးဖြတ်တဲ့ပတ်စံမယ်တိုင်းပြီးဖြတ်တဲ့ပတ်စံမိမိဘဝလည်းပြန်ပြည့်စည်မယ်ဆိုတာတော့ဒီနေရာတစ်ထိပ်ကျကျွန်တော်ပြောပြလိုက်ဒီနဲ့တဝဲဒီအမတ်ရှိပြီးတောင်စုတိုင်းကိုပြုံးမတဲ့တက်မလောင်ကစစ်ကြောင်းတွေတော်တော်ထိုးနေတယ် နောက်စကြောင်းထုတ်တယ်အဲ့မှာရေဘလူးလိုပါလဲနံပါတ်ကြီးတွေပါပဲအနံပါတ်ကြီးပဲအဲ့နံပါတ်ကြီးကောင်တွေကိုဖြိုနိုင်မှတမ်တော်ကဒီကောင်ကြံတဲ့လူတွေကြိုးမှနံပါတ်ကြီးကောင်တွေမဖြိုနိုင်သေးတာတော့တမ်တော်အဲအဲ့ဒီကောင်တွေကအားကျုံမှန်တဲ့ဖြစ်နေမှာပဲတမ်တမ်တော်စကြောင်းထိုးရတဲ့နေရာမှာအခက်အခဲရှိတော့အဲ့တော့ဒီကောင်တွေကို drone တွေဘုံတွေလက်နဲ့အဲလေနေနဲ့တေချာကျဲနိုင်မှအဆင်ပြေမယ်လို့တော့ကျွန်တော်နေနဲ့ယူဆတယ်တခိုင်ကဒီမြို့ပြင်းနေမှာဆယ်မိုင်ပတ်ချလဲအဲ့စက်တက်မိုင်ဆယ်မိုင်အဲ့ဝင်းညက်ပတ်ချလဲမှာဖြစ်နေတဲ့အဲဒီ go to town မတ်တို့ကတ်တပြေးတို့ အဲနောက်ဒီဘက် main တဲတို့ပြားတဲတို့ဟလာအဲ့ဒီဘက်မှာရှိနေတဲ့ main တက်တောင်အောင်လို့နော်ပြီးတော့ဒီဘက်မှာဆိုလို့ချင်လို့ရှိရင် online တို့ရှိမယ်တ냐တို့ရေးတဲ့စကားတော့အဲ့ပတ်ကြလေဒီမှာအကုန်လုံးကအာ ပေါ်လိုက်ပြောက်လိုက်ပေါ်လိုက်ပြောက်ပြောက်လိုက်အေရီယာတည်တော်လိုက်ပြန်လာလိုက်ချလိုက်ပြန်လာလိုက်ရလိုက်အေရဲ့တကွင်းလိုဖြစ်နေတကောတက်ခံလာပြီးတော့ဟိုကွက်မြက်ခံတဲ့လိုဖြစ်နေတာပေါ့တံတော်ကအဲ့မှာစကြောင်းထုတ်လိုက်ရှင်းလိုက်ပြန်ရှင်းလိုက်ပြန်ရှင်းလိုက်နဲ့လက်နေကြီးလက်နေငယ်နဲ့တန်လေကြောင်းပေးလိုက်ရေကြောင်းပေးလိုက်ဒီကိုထုံမပေးလိုက်ပါအကုန်ပေးလိုက်နဲ့အေရီလည်းအဲ့မှာစူဖွဲ့မှုကိုမရအောင်သိကြတာနည်းနည်းတော့သိတာမဟုတ်တာကျွန်တော်တို့တွေ့ရှိတဲ့ပုံစံရအပိုင်းကိုကျွန်တော်ပြောပြတာဖြစ်တယ်နော်နောက်အဲ့ဒီမှာလည်းပဲအဲဟိုဘာလဲအာစာတွေက ရခိုင်လူမျိုးတွေကိုတတ်ထားတဲ့ဥစ္စာကမောင်းတော့ဘက်အချမ်းမှာရှိတယ်သူငါပြောတော့လားမသိအင်းချောင်းကြီးကအရင်းမှာရှိတယ်ငါပြောတော့တယ်မှာသူတွေ့တယ်လို့ပြောတယ်ရခိုင်လူမျိုးတွေကိုအဒီမွတ်စလင်ဟိုဘက်ကအာစာတွေကတတ်ပြစ်တယ်လို့ပေါ့နော်9ယောက်လား6လားမသိကျွန်တော်တို့ကတွေ့ရှိအဲတိရှိရတာရှိတယ်အဲ့ဒီဘက်မှာလည်းပဲအင်းချောင်းဟိုဘက်တိမှာဆိုလည်းမောင်းတော့ဟိုဘက်အင်းချောင်းဟိုဘက်မှာဆိုလည်းကျွန်တော်ဗင်လားဒေ့နဲ့ကုံတံမှုတွေကလည်းလုံးဝပြတ်တောက်သွားပြီပြတ်တောက်သွားပြီဆိုဗင်လားဒေ့နဲ့လည်းပြဿနာဖြစ်နေတဲ့ခါကြတော့အဲပြတ်တောက်သွားပြီပြတ်တောက်သွားတော့ဟို ဘေးနာတွေဘက်ကလည်းအရခိုင်ပုံမဲ့ရှေးတို့ရိတ်ခါတို့ဗီလန်မြေတို့အကောင်မောင်းအကောင်လုံးကိုပုတ်ခွင့်မပြုအကောင်ဖမ်းတာဖမ်းတာမနေ့ကဆိုတမောနှစီနေဖမ်းတယ်ပစ္စည်းတွေအကောင်ပဲတယ်ဘေးနာဒီဘက်ရခိုင်ဘက်ကိုဘာမှမပုတ်ဖြတ်တော့လိုက်တယ်အဲဖြတ်တော့တဲ့အကြောင်းရပါပဲဆိုတော့အမေရိကန်ဒေါ်လာထရန့်လည်းပဲဒီအမေရိကန်ဒေါ်လာအမေရိကန်နိုင်ငံပေါ့ဒါတန်း60ပေါ့ဒါရွန်ဂျာလို့ခေါ်တဲ့ဒီကောင်လေးဘင်္ဂလီတခိုးတခွေးတွေကိုရွန်ဂျာခွေးတခိုးအဲဘင်္ဂလီ အဲ့ဒီကောင်တွေကိုဒါလှူတယ်ပေးတယ်ပေါ့စားဝဲနေပါညာပေးတယ်ပေါ့ပေးတဲ့အချိန်မှာဘာပြောလိုက်လဲဆိုတော့ဒီမေဂန်ဘက်ကပြောလိုက်တာဘင်လားတဲ့အစိုးရအဓိပ္ပာယ်ရှိတဲ့မူဝါဒနဲ့ချမှတ်ဖို့လိုတယ်ဆိုအဲ့တော့မှန်တယ်အဲ့ဒီစကားကျွန်တော်ကြိုက်တယ်ဘာကြောင့်ကြိုက်လဲဆိုဒီအောင်ရဲ့ဘင်္ဂလားဒေ့ရှ်ပါဘင်္ဂလားနိုင်ငံမှာပဲလက်ခံလိုက်မြန်မာစကားလည်းပြောတာမဟုတ်ဘင်္ဂလားဒေ့ရှ်ဘင်္ဂလားနိုင်ငံမှာလက်ခံလိုက်သွားလိုက်တော့ဒီဘက်ကိုလုံးဝအာရုံလည်းမကျနဲ့လားဒီတော့မှရှိတဲ့ဘင်္ဂလားတွေသူတို့ဘင်္ဂလားဘက်ကိုပြန်ခေါ်လိုက်တော့အကုန်လုံးသူ့လူနဲ့သူသွားလိုက်နေကိုလူနဲ့ကိုနေလိုက်ဟုတ်တယ်မလား သူ့နိုင်ငံနဲ့သူနေလိုက်ဗမာပြည်မှာဗမာပဲနေလိုက်ကျန်တဲ့လူတွေကိုယ့်နိုင်ငံကိုသွားကြကိုယ့်ပြည်နဲ့ကိုသွားကြကိုသွားကြတယ်လွတ်လွတ်လပ်လပ်သွားကြအဲသွားကြသွားကြလွတ်ရကျွရတာသွားကြမြန်မာပြည်နဲ့လွတ်တဲ့ကျွတဲ့နေရာမှာသွားကြကိုယ့်ဘက်ကိုနေကျင်တဲ့နေရာမှာနေလာပြီးတော့လေတို့ဗမာပြည်ကိုဒုက္ခမပေးနိုင်မဲ့ဗလီရတမျိုးဟွာတမျိုးနဲ့ပေးလိုက်တဲ့ဒုက္ခပေါင်းဆိုတို့နိုင်ငံကိုနော် အဲ့ဒါလေးတော့ပြောကြအဲ့အမေရိကန်တမအမေရိကန်ဘက်ကပြောလိုက်တဲ့စကားလေးတစ်ခုတော့ကျွန်တော်မနေ့ကကြိုက်သွားတယ်။ဘာကြိုက်လဲဆိုတော့အဲ့ဒါပါအတိတ်ပဲရှိတယ်မဟုတ်ဘာလို့ချပါအတိတ်ပဲမရှိတာရင်းနဲ့အာရှောက်ပြီးတော့ဟိုဘက်ကလူမျိုးရေးတိုင်းရင်းသားဖြစ်ရေးတို့နိုင်ငံသားဖြစ်ရေးတို့ရှုပ်ရှောက်ကိုခတ်နေအောင်လုပ်တယ်ဟာဒါတွေကိုသူတို့ကလိုက်ပြီးတော့လုပ်နေတာဆိုတော့ဒါအတိတ်ပဲမရှိဘူးအတိတ်ပဲရှိလုံမှာမှာသူ့လူမျိုးသူ့ကိုခေါ်ဘာဖြစ်လဲသူတို့နိုင်ငံထဲမှာပဲထားဟုတ်တယ်မှာဒါပဲပြီးသွားပြီအခုက အဲ့လိုမဟုတ်ဘေးကအိနေချင်းနိုင်ငံဒုက္ခပေးတယ်အခု A က A ကကျွန်တော်တို့ပြောမယ်ဆိုရင်ဟိုရခိုင်ပြည်သူတွေကိုကျွန်တော်အဓိကထားပြောရမယ့်အစကားရှိတယ်အဲ့ဒါပါလဲဆိုတော့ရခိုင်ပြည်သူတွေကခင်ဗျားတို့လူဆိုရင်ထမင်းစားတယ်ဆိုရင်အတိတရားရှိပါတယ်ဆိုရင်ဉာဏ်ပညာလေးတော့သုံးသပ်ဖို့လိုတယ်လို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်နောက်တစ်ခေါက်ထပ်ပြောပြရစီ အတ္တိတရားရှိတယ်ဉာဏ်ပညာရှိတယ်ထမင်းစားတယ်ဆိုလို့ရှိရင်အမှန်ကန်တဲ့အတွေ့အခေါ်တွေတော့တွေ့တတ်ဖို့လိုပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်ပြောမယ်ရွေးကောက်ပွဲနဲ့မတွားဘူးဆိုရင်အဲ့ဒီရခိုင်ပြည်သူတွေတော့ယဉ်လေးစားဖြစ်ပါတယ်။ဒါကိုကျွန်တော်နောက်တစ်ခေါက်ထပ်ပြောပြရစေဦး။ရွေးကောက်ပွဲနဲ့မတွားဘူးဆိုရင်ရခိုင်ပြည်သူတွေအတွက်ယဉ်လေးစားဖြစ်ပါတယ်။ဘာဖြစ်လဲဆိုတော့တိုက်ပွဲတွေကအမြဲတမ်းရည်ရှိနေမယ်။ဗေမန်ဒေးစွတ်ကလည်းပဲဟိုဘင်္ဂလားလူမျိုးတွေကဟာလား တတ်မှတ်ဖြတ်မှတ်ရခိုင်ပြည်သူတွေသိကြမယ်အဲ့တော့ရခိုင်မှာရှိနေတဲ့လက်နက်ကိုင်ဖွဲ့စည်းရလဲပဲအဲ့ဒီဘက်ကိုတိုက်ရအောင်မယ်နော်မြန်မာတပ်တော်ကတော့အာဒါတိုင်းရင်းသားတွေမလို့ညီကောင်မောင်နှမတွေပဲမလို့ညှာတာပဲမဲ့တစ်ဖက်ကတော့ညှာတာမှာမဟုတ်ဘူးနော်ဘာကြောင့်အဲပိုင်ကြီးကဒီလိုပြောလဲဆိုမြင်တွေ့နေရပဲကွာအဲ့နေရာကိုကွာမဲ့ဘုံအလုံး900လောက်တော့ချရရမလို့ဘူးဘုံအလုံး900လောက်ချရရမလို့ပျောက်ထွက်သွားလိမ့်မယ်အဲ့ဒါဘာလို့တောက်တော့မလုပ်လဲ ီဟီသာတို့နိုင်ငံသားအခြေအနေမလို့ချစ်လို့အမြင်မှန်ရပါစေအေးကြမ်းလေးနဲ့ပြီးပါစေဆိုပြီးတော့ခွတ်လွတ်ထားလို့ဒီလိုပြတာတဖက်ကလူတွေကခွတ်လွတ်မလားမင်းတို့မြင်ရင်လည်းမင်းတို့လည်းပဲနှိကြပါပဲဟုတ်တယ်ဗျအဲ့တော့ပြောချင်တာကဒီအေးလက်နက်ကိုင်နေအဖွဲကြောင့်ရခိုင်ပြည်သူတွေမှာဂျားထဲမှာဒုက္ခတွေများတော့မယ်ဟိုဘက်ကလည်းဗင်လားဒီဘက်ကဘင်္ဂလားကောင်တွေကြောင့်လည်းပဲရခိုင်ပြည်သူတွေဒုက္ခတွေများလာအဲ့တော့မဲရေးကုတ်ပွဲနဲ့ ရဟိုင်းပြည်နယ်ကြီးကိုမတော်ဘူးဆိုလို့ရှိရင်ပါတီစုံဒီမိုကရေစီနဲ့မိမိတို့ပြည်နယ်မှာရှိတဲ့မိမိတို့ပြည်နယ်ဝင်ကြီးတွေကိုမတိမ်မြောက်နိုင်ဘူးမိမိတို့ရခိုင်ပြည်နယ်မှာရှိတဲ့ရခိုင်လူမျိုးတွေကိုပြည်နယ်ဝင်ကြီးဖြစ်အစိုးရအတရားဖြစ်မတိမ်မြောက်နိုင်ဘူးမလုံနိုင်ဘူးဆိုပြီးတော့လက်နက်တွေနဲ့သာထုံမြက်နိုင်လို့လို့မွေးစေဝါခိုင်းတစ်ခုလောက်ကိုဟိုပြည်နယ်ရဲ့ဟိုအစိုးရရန်နေရာတစ်ခုလိုမျိုးထင်မှအယောင်အထင်းမြင်နေမှားနေမှာဆိုလို့ရှိရင် ဆက်လက်ပြီးတော့ဒုက္ခရောက်ကြရအောင်ပဲဆက်လက်ပြီးတော့ပေးဆက်ရအောင်အဲ့တော့ရခိုင်ပြည်သူတွေကိုဒီနေ့ကကျွန်တော်ပိုင်ရဲကပြောပြန်ပါလေရခိုင်ပြည်သူပြည်သားအားလုံးကမဲရွက်ခေါက်ဝက်ဆက်တဲ့သွားပါပြီးွားလို့ချင်လို့ချင်းပြည်နယ်မှာရှိနေတဲ့ညီကောင်မောင်နှမတွေကကိုယ့်ပြည်နယ်မှာရှိတဲ့ပါတီကိုအားပေးပါအားပေးပြီးွားလို့ချင်းကိုယ့်ပြည်နယ်မှာရှိတဲ့ဝင်ကြီးချုပ်တက်နိုင်အောင်လုပ်ပါနော်ဒီခေတ်စနစ်ကဒီချိန်ဒီကာလဒီခေတ်စနစ်ကတစ်ချက်ညံ့လို့ချင်းခံရပါလိမ့်မယ်ပြည်နယ်နဲ့တိုင်းအားလုံးခံရပါလိမ့်မယ် ကျွန်တော်တို့ကဒီကိစ္စတဲ့ဒီအားတွေကိုမြင်တွေ့ပေမဲ့ဟိုပြောသိမပြောသိဆိုတဲ့ဇာတ်ကားကိုချင်းချင်းတုံးတက်ပြီးတချို့ဟာတွေကိုကျွန်တော်မပြောဘဲနဲ့ခြံနဲ့တာရှိတယ်အဲ့တော့တိုင်းရင်းသားလက်နက်ကိုင်တွေကိုအားပေးနေမှာလားဒုသီမုံကိုတိုင်းကိုပြည်နယ်မှာရှိနေတဲ့ကိုစီယာကိုပါတီကလူကြီးတွေတက်လာနိုင်အောင်လို့အစိုးရတည်းရဖြစ်လာနိုင်အောင်လို့ဖန်မိုးပေးမလားဆိုတာ ပညာတတ်မှရမှာအသိရှိမှရမှာထမင်းစားမှရမှာဉာဏ်ပညာရှိမှရမှာလို့ပြောခြင်းတယ်အဲ့လိုမျိုးမဟုတ်လို့မဟုတ်တော့ကဒီလက်နက်ကင်နဲ့တိုက်ခိုက်နေမှပိုးတွေခေါင်းထဲမှာထည့်ထားမှဆိုတော့နောက်အဲ့ virus ကခင်ဗျားတို့မကြခင်မှအတက်ကိုဟိုယူသွားပါလိမ့်မယ်လို့ပြောခြင်းပါတယ်လက်ပိုင်းမှာဆိုလဲကျွန်တော်တို့မြန်မာနိုင်ငံလိုငလင်းလှုပ်တယ်လို့မျိုးလှုပ်သွားတယ်တေကြီးပျက်စီးတာတွေမနေ့ကဆိုကြောက်စရာကောင်းလောက်အောင်ကိုတွေ့ရတယ်နော်ပြီးတော့နေပြီးတော့လယ်ဝေးဘက်မှာဆိုလဲရေတွေနှိမ့်မြုံနေတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့ ိုင်းပြည်မှာကရေကြီးတာတစ်မျိုးမြန်မာနိုင်ငံမှာနှင်းမြုပ်တာ ရေကြီးနှင်းမြုပ်ငလျင်တာတစ်မျိုးစစ်ပေးရတစ်မျိုးဆိုတော့ပြည်သူတွေကဒါကျွန်တော်တို့တီလာတော်တော်ကောင်းမှရပါလိမ့်မယ်နော်တီလာဉာဏ်ပညာတွေကိုဟိုတတ်နိုင်တဲ့လောက်အသုံးချကြပါလို့ပြောချင်ပါတယ်အခုရွေးကောက်ပွဲနောက်ဆက်ဖို့တကဘာသာရေးဘက်နဲ့စီးယုံလာတာကိုတွေ့ပါတယ်ဘာသာရေးဘက်နဲ့ပြဿနာရှာလာတာကိုတွေ့ပါတယ်တကယ်လို့များ ဘာသာရေးနဲ့ပြဿနာမျိုးရှာခြင်းနဲ့ဆိုလို့ရှိရင်ရွက်ောက်ပဲပြီးသွားမှရှာပါဒီချိန်မှာတော့ခဲဟိုတက်မလို့ကိုလည်းမနှောက်ရက်လို့တိုင်းပြည်ကိုလည်းမနှောက်ရက်ဖို့လိုပါတယ်နောက်တက်လာမယ့်အစိုးရကြတော့မှ အဲအဲ့ဒီအချိန်ကျတော့မှဘာသာရေးရကိုယ်ရဲ့ပောက်ကွဲမှုအားရှိတဲ့ဆိုရင်ပောက်ကွဲကြပါလို့ပဲပြောချင်ပါတယ်အဲ့တော့အသိဉာဏ်ပညာအသုံးချဖို့လဲကျွန်တော်အနေနဲ့ပြောချင်တယ်တရင်ကျုပ်ကာလာလည်းဖြစ်တယ်ဆိုတော့ကျွန်တော်ကမမြင်ရတော့ကန်ဆမ်းမဲတွေအားပေးတာရှိတယ်ကန်ဆမ်းမဲအားပေးတာရှိတော့ဝမ်းနာပီတီဖြစ်ရပါတယ်ဗျာနောက်အခုကန်ဆမ်းမဲအဆောင်20လောက်ပဲကျန်တော့တယ် ကျွန်တော်လည်းဆိုတော့ကျွန်တော်တို့ဝိုင်းနာ VD ဖြစ်တာပါเนาะအားလုံးပဲညီကောင်တော်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ရှိပါတယ်တကယ်လို့အဲနည်းနည်းလေးပဲကျွန်တော်လည်းဖြစ်တဲ့အတွက်အားလုံးကိုလည်းမျှော်လင့်ပါတယ်ခင်ဗျာနော်ဘာလို့လဲဆိုတော့ပိုင်ကြီးကဒါလေးလှုပ်ချင်တာပါလှုပ်ချင်တဲ့ခါကြောင့်လည်းအဲ့ဒီရလာတဲ့ပုံစံလည်းပြန်လှုပ်မှာတတိယကြောင့်ပြန်လှုပ်မှာအဲပြီးလို့ရှင်လို့ရှိရင် ကန်ဆမ်းမဖောက်ပေးတဲ့သူတွေလည်းရစီကန်ဆမ်းမဟိုမဝယ်နိုင်တဲ့သူလည်းရစီဆိုတော့အားမျိုးနဲ့ပျော်ရွှင်မှုတစ်ခုနဲ့လုပ်ပေးတာပါဒါလူကြီးမင်းတို့ကအဲကန်ဆမ်းမတစ်ဆောင်း9000လောက်ကအေးမကြီးဆိုလို့ရှိရင်တော့ဘာလဲပြောပြောအဲဝိုင်းဝိုင်းပြောဘိုင်းယူကုညီပြီးတော့လှူဆောင်ပေးကြပါလို့ပြောခြင်းပါလေဗျာနော်အဲဘိုင်းယူကုညီပြီးလှူဆောင်ကြပါကန်ဆမ်းမတစ်ဆောင်းမှ9000ဆိုတာဘာမှတော့အဲ ဒီဘက်ပြတ်သွားလာတဲ့အတိထားတာမရှိလောက်ဘူးတော့ထင်တာပဲနော်ချစ်တယ်ဆိုလို့ကြည့်ပြောတာပါတကယ်လို့ခက်ခဲရှိတော့မနေ့မှပြတ်တယ်လေကန်ဆမ်းမဲဆိုတော့တကယ်လို့ကန်ဆမ်းမဲတစ်ဆောင် အားပေးလိုက်တော့တယ်နှစ်ဆောင် ခံကောင်းလို့ရှင်လို့ကျပိုးတဲ့နှဆုံရမှာပေါ့နော်ပြီးလို့ကျတထင်းကျမှဖရားသွားចောင်းတက်တွေတက်တက်ကောင်းမှာပေါ့ဒါမှမဟုတ်လည်းအမှတ်တရဖြစ်ရတာပေါ့နော်တချို့ကအရင်ချက်နာတဲ့လူတွေရှိပါတယ်အဲ့ဒါဒီကြတော့လည်းအမှတ်တရလေးတစ်ခုပေါ့နော်အဲ့ဒါလေးကျွန်တော်ပြောကြပါတယ်မနေ့ကတော့အမေရိကန်ဗီရှင်းကိုသွားပါလေသွားပြီးတော့ကျွန်တော်မြန်မာလောက်ပါလေမြန်မာနေပါညာလောက်ပါလေအမေရိကန်ဗီရှင်းကတော့တိကျတယ်ကုန်ကြစိတ်ကတအားများတာပဲအဲ့လိုပြောတော့ပြောကြမြန်မာလေးကအာဂိုင်းလေးတစ်ခုတော့မှမသိဘလောက်ဘလောက်ဘလောက်ဆိုတော့အဲ့လိုလာတာ၄၅ချက်သိ၇သိအဲ့လိုတွေဖြစ်တာဟုတ်နော်အဲ့ဒါလေးတော့ကျွန်တော်ပြောပြသေး အမနေ့ကတော့ကြားမလို့တော့လောက်ပါလေဗျာအခြေတိကောင်းပါလေတဖြည်းဖြည်းတော့ပြန်ကောင်းသွားလိမ့်မယ်တလားလောက်ကြာရင်ပြန်ကောင်းသွားမယ်လို့ပြောပါတယ်အဲအဲ့တော့ကန်ဆမ်းမဲအာဘေဘုတ်တကူတောက်ဆိုပြောသည်ကန်ဆမ်းမဲကိုအာဘေကျင်နေဆိုလို့ချင်း3 9 6 8 5 3 3တဲ့၄20ကျွန်တော်ရဲ့မန်နေဂျာစီကိုဖုန်းဆက်ပြီးတော့ကန်ဆမ်းမဲတီဗီဝယ်ယူအားပေးပါဗျာသူဒီဝယ်ကေဘေးတခါလဲလွှဲပြီးတော့မှကန်ဆမ်းမဲလက်မှတ်ကိုသူကပြန်ပေးပါလိမ့်မယ်เนาะအဲ့အားလေးကျွန်တော်ပြောပြစီနောက်တစ်ခေါက်ထပ်ပြောမယ်ဖုန်းနံပါတ်လေးကို3 9 6 8 မတုံတုံတလေးနှစ်တုံရပါဗျာအားလုံးကျမ်းမပျော်ရွှင်ရေးဒီတရင်ကျုပ်ကာလာသမယမစာရီနောက်နှစ်ပေါင်းများစွာဘဝပေါင်းများစွာပျော်ရွှင်ပါစေလို့ဆုမွန်တောင်းရသည်